ျွန်တော်တို့ဒီဘက်အတွင်းမှာတော့ဟိုပါပေါ့ပြန်လေဖြေကြာကွန်မန့်များအစီအစဉ်ဖြစ်ပါတယ်ဒီဒီဘက်တွေကတော့ဆမ်မွေးတွေကလည်းနှီးလာတော့ဆမ်မွေးနဲ့ပတ်သက်တဲ့ရေတရားလေးကိုစတင်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဗျာဆရာညမြန်မာပြည်ပါကျွန်တော်တို့ရှင်ညမင်းမိသားစုမှကျူတူပါတယ်ဗျာကျွန်တော်တို့ဒီဘက်အတွင်းမှာတော့ဟိုပါပေါ့ပြန်လေဖြေကြာကွန်မန့်များအစီအစဉ်ဖြစ်ပါတယ်ဒီဒီဘက်တွေကတော့ စာမွေးတွေကလည်းနီးလာတော့စာမွေးနဲ့ပတ်သက်တဲ့ရေတရားလေးကိုစတင်ပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ်အဲဒီတင်းနှင်းဝင်နေနေပြဒီတစ်ပတ်တင်းနှင်းဝင်နေနေเนาะကျွန်တော်တို့ဟောပေါ့ကိုယ့်ရဲ့ကိုယ့်ရဲ့3လ2025တင်းနှင်းဝင်နေနေကြပါတယ်ဗျာတင်းနှင်းဝင်နေနေမနေ့6နာရီ9နာရီခွဲမှာတင်းနှင်းဝင်နေတော့အရှိမြောက်တော့လှက်အာလူးလေးကိုကိုင်းပြီးတော့စူတောင်းသားမှာဗျာအတင်းအာလူးလေးရဲ့အိမ်မှာရှိတဲ့ကလေးစာမွက်ဖြစ်မယ်ကျွန်တော်ကတော့စာမွက်ဖြစ်မယ်ကျမကစာမွက်ဖြစ်မိလေးကစာမွက်ဖြစ်မယ်တမီးလေးကစာမွက်ဖြစ်မယ်တားလေးကစာမွက်ဖြစ်မယ် ဖြည့်တဲ့ဇံပွဲများလွတ်လွတ်ကျွတ်ကျွတ်အဲဖြည့်စုံနိုင်ပြီးတော့အောင်မြင်ပါသေးကြောင်းဂုံလူများများပါပါသေးကြောင်းလေးလေးစားစားအာလူလေးကင်ပြီးတော့တနေ့ငွေနေတောင်အရှိမရောက်တော့လှည့်ပြီးစူတောင်းရင်တော့ပညာရေးနဲ့ပတ်သက်တဲ့ပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးဝင်လာမှာဖြစ်ပါတယ်ဗျာဒါကြောင့်ပညာရေးနဲ့ပတ်သက်တဲ့ဇံပွဲဖြည့်မှန်အောင်ကျင်ကြတဲ့မိသားစုများတနင်္ဂနွေတောင်တနင်္ဂနွေနေ့ဖြစ်ပါတယ်မနေ့6နိုင်ရ9နိုင်ခွဲမှာတနင်္ဂနွေတောင်အရှိမရောက်တောင်လှဲ့လှဲ့ပြီးမှကျွန်တော်တို့ အားလူလေးကိုဂိုင်းမိမှဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆူနေတဲ့အသားတွေတမိတွေမိတွေရဲ့ပညာရေးများအများဆုံးအောင်မြင်ပြီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာ။နော်အဲ့ဒါလေးတစ်ချက်ကြည့်တယ်။ပြီးတော့နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စလေးတွေနိုင်ငံခြားနဲ့ပတ်သက်တာနိုင်ငံခြားနဲ့ပတ်သက်တဲ့နှိမ့်နေဆက်သက်တဲ့လူရအရင်တော့နိုင်ငံခြားသွားရင်ဘီလက်ပို့သွားတယ်။နိုင်ငံခြားပြန်လာရင်ဘီလက်ပြန်လို့ခေါ်တာ။ဒါကြောင့်အဘီလက်ပွဲတရားမှာဖြစ်ပါတယ်။အလပိတ်လေးရတစ်ခွက်ကိုလပိတ်လေးရတစ်ခွက်ဂိတ်မုံလေးရတစ်ခုစစ်ကြက်အဖြူလေးရတစ်လိမ့် ဖះကိုလူထမ်းမှာဖြစ်ပါလေဗျာမြတ်စွာဘုရားတခေယံယဉ်မြန်ပြီးတော့ပြည်လက်ပွဲများလူထမ်းမှာလေဖះသားလေးတမီလေးမီးလေးရတော့နိုင်ငံရောက်သွားမှာသွားမယ့်နိုင်ငံဘယ်နိုင်ငံသွားမှာဒါကြောင့်ဗမာနိုင်ငံမှာဆောက်ရှောက်ကြတဲ့နိုင်ငံလုံးနဲ့ကြည်ဟာအဲ့နိုင်ငံကိုပြည်တွေသားတွေသွားမှာဖြစ်တဲ့အတွက်ဒီဗမာပြည်မှာဆောက်ရှောက်တဲ့နိုင်ငံလုံးနဲ့ကြည်ဟာခွင့်ပြုပြီးပါခွင့်ပြုပြီးဂျပန်နိုင်ငံမှာရောက်နေတဲ့နိုင်ငံလုံးနဲ့ကြည်ဟာလည်းအဲ့ကလေးဒီလာမှဖြစ်တော့ဝင်ဝင်ပြပါဝင်ဝင်ပြုံမို့အဲ့ဒီမှာနေတိုင်းစားတော့ပြီးလောက်ကိုင်းနေမှာအန်တီအကင်းပြီးရှင်းပြီးစီးပွားလာလာပါတိုးတက်အောင် ကူညီဆောင်ကြတော်မူပါဆိုတဲ့အကြောင်းကိုနိုင်ငံထွက်ရင်လည်းထွက်ခွင့်ပြုပြီးတော့သူများနိုင်ငံဝင်လဲဝင်ခွင့်ပြုတယ်ဆိုတဲ့အကြောင်းစူတောင်းပြီးတော့လေးလေးနက်နက်စူတောင်းပြီးတော့အဖျားကိုလူဒန်းမှာဖြစ်ပါတယ်ဗျာလူဒန်းနေ့နေ့ည7နှစ်ခွဲနဲ့7နှစ်အထိအတွင်းမှာတော့အိမ်နားမှာကလေးငုံတန်ကြပါလိမ့်မယ်ကြားပြီဆိုရင်တော့နှစ်လလောက်အတွင်းနိုင်ငံနဲ့ပတ်သက်တဲ့ခီးစဉ်များအောင်မြင်တဲ့အဆင်ပြေမှုဖြစ်ပါတယ်ဗျာတကယ်လို့ဒါ7နှစ်ခွဲနဲ့7နှစ်အထိလောက်အတွင်းမှာတော့ငုံတန်မကြရင်နောက်တစ်ကြိမ်ပြန်လဲပြုလုပ်ရမှာဖြစ်ပါတယ် ဒါကြောင့်နိုင်ငံခြားသွားလို့တဲ့လူများဘီလက်ပွဲတင်မှာကော်ဖီလေးရတစ်ခွက်ဒါမှမဟုတ်ကိတ်မုံလေးရတစ်ခွက်ကိတ်မုံကော်ဖီတော့ကော်ဖီနဲ့လက်ဖိတ်လေးရတစ်ခုကိတ်မုံလေးရတစ်ခုဆက်လက်ကလေးတစ်လိပ်ကော်ဖီနဲ့ကော်ဖီနဲ့ကိတ်ဘောဘောဟွာဘောလက်ဖိတ်ရတဲ့တစ်ခွက်ပေါ့ဗျာရိုက်တာလေးသုံးနော်ကိတ်မုံလေးတစ်ခုနဲ့ဆက်ကလေးကလေးနဲ့ဖျားကိုလူတန်းပြီးတော့လေးလေးစားစားထူတောင်းလိုက်ပြီဆိုရင်နိုင်ငံခြားနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့ကိစ္စများအမြန်ဆုံးအဆင်ပြေမှာဖြစ်ပါတယ်ဗျာ အဒီအချိန်မှာကျွန်တော်တို့ကြောက်ရတဲ့လူတွေကြောက်နေတာပေါ့ဗျာကြောက်နေတာဘာကိစ္စဖြစ်ဖြစ်ရှိသမျှလူတွေကတော့ကိုယ့်အဝအိမ်ပါနေကိုကြောက်နေရတဲ့ကာလမျိုးတွေကြောက်တယ်ကြောက်တယ်အဖန်စီဖြစ်မှကြောက်တယ်ငွေကြီးနဲ့ပတ်သက်လို့ဖြစ်မှကြောက်တယ်မိသားစုပြဿနာဖြစ်မှကြောက်တယ်အဆိုးရွားနဲ့ပြဿနာဖြစ်မှကြောက်တယ်အဘေးကအိမ်နားနဲ့ပြဿနာကြောက်မယ်သူများတိုင်မှာတော့မှကြောက်တယ်ကြောက်တယ်ဆိုတဲ့လူများအားလုံးတို့ဒီအတုံးတယောက်သောသူကိုကိုစားခြင်းနဲ့မုံလေးတစ်ခုကိုအဲဟိုပါ စူတောင်းပြီးမှကုသိုလ်ပြုလိုက်ရမှာဗျာခင်ဗျလိုအပ်တဲ့ကိစ္စကြောက်ရမယ်ကိစ္စများဝေးကွာသွားမှာဖြစ်ပါတယ်ဒါကြောင့်ကြောက်တယ်ကြောက်တယ်ဆိုတဲ့လူများကိုအစားစရာလေးမုံတကူကိုကိုင်းကိုင်းပြီးတော့စူတောင်းစူတောင်းပြီးမှဒုစုံတယောက်သောသူကိုအာဟာရကုသိုလ်တွေပြုလုပ်ခြင်းဖြင့်တင်းတော်တို့ကြောက်ရမယ်ကိစ္စများအများဆုံးကင်းဝေးသွားမှာဖြစ်ပါတယ်ဗျာအဲနောက်တစ်ချက်ကတော့ဖန်စီပေါ့ဗျာဒီချိန်မှာရုပ်တရက်လူငယ်လေးတွေပျောက်ပျောက်သွားတယ်ကားလုံးကားနဲ့သွားပျောက်ဆိုင်ငယ်နဲ့သွားလမ်းမှာပျောက်ဘယ်ရောက်လို့ရောက်မှန်းမသိဘူး ဖန်းနာလားစီရလားပြဿနာတက်တာလားအဖန်းစီခံရတာလားအဲ့ဒါမျိုးဖြစ်နေတဲ့လူများတကယ်လို့များအကြောင်းတစ်ခုနဲ့အဖန်းစီခံနေရပြီဆိုရင်တော့အဲ့ဒီဖန်းစီခံအိမ်မှာရှိတဲ့မိသားစုတွေကအိမ်မှာလေဟောပါကြွကြွကလေးတွေကိုကြွကြွလေးတလုံးထဲကိုလက်ဖက်ကလေးနဲ့နဲ့တက်စီလေးစားလေးဖြူစီရွှဲရွှဲလေးလောင်းပြီးတော့အဝါလေးကိုနည်းနည်းလေးကြေးအောင်လှတ်ထားပြီးမှတနေရာမှာချိတ်ဆွဲထားလိုက်ကြမှာဗျာပြီးတော့ခမရအဲ့ဒီလက်ဖက်ထည့်ထားလေးကြွကြွကလေးလွှဲလွယ်ပြီးမှအဲ့ဒီခုဖြစ်ပေါ်နေတဲ့ကလေးအမှုခွင့်ပြဿနာတွေကအများဆုံးဝေးပါပြီးအများဆုံးလွတ်မြောက်ပါစေကြောင်း ခင်ဗျာလေးလေးနဲ့နဲ့ဆူတောင်းပြလိုက်ပါဗျာလွတ်မယ်ဆိုရင်တော့ခင်ဗျာဆွဲထားတဲ့ဟာလေးကပြုတ်မကြဘဲနဲ့မလွတ်ဘူးဆိုရင်တော့ပြုတ်ကြသွားမှာဖြစ်ပါတယ်ဒါကြောင့်ခင်ဗျာအဲ့ဒါခြီးခဲ့တဲ့မိမိရခြီးထားမယ်ဆိုရင်တော့ခင်ဗျားတို့အမှုခင်းနဲ့ပတ်သက်တဲ့ဖြစ်ပေါ်နေတဲ့ပြဿနာဖြစ်နေတဲ့လူများအမှုခင်းရအများဆုံးကင်းလုံမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနော်အဲ့ဒါဒီကြားမှာလူတွေကလည်းခင်ဗျာဒီချိန်မှာဒီဘဝကြီးလူမျိုးကြီးကြက်တဲ့ခါမှာဒီကံလေးတွေစားနေဗျာဒီကံလေးတွေဒီကံလေးတွေနဲ့ပတ်သက်တဲ့စားမယ်လူကလည်းလပိတ်လေးတစ်ခွက်ကိုရှယ်လေးတစ်ခွက်အထုပ်ကလေးကိုလည်းဖြော ဇုံးလေးနဲ့မွေမွေပြီးမှဒဇုံးလောက်အနောက်ရကိုလှည့်ပြီးတော့တောက်ဇုံးလေးနဲ့တောက်အတင်းအတင်းလက်ဖက်ကြီးလေးရဲ့အာကျွန်တော်လေးဒီတစ်ပတ်ထီကန်လေးတွေစမ်းမိဗျာအာထီကန်လေးတွေပွင့်နေတယ်ဒါပေါက်ချင်းတယ်အဆင်ပြေချင်းတယ်ဒါကြောင့်ကျွန်တော်တို့အတင်းလက်ဖက်ကြီးကကျွန်တော်တို့မှာပိတ်ဆိုးနေထီကန်များမြန်လုံးပွင့်လောက်အောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းလေးလေးစားစားနဲ့အနောက်ရကိုလှည့်လဲပြီးမှခမရလက်ပိတ်လေးသုံးလောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတဲ့ဒီကံမြအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင် လေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာ။နော်အိမ်မှာလက်ဖိတ်လေးကကြံသေးတယ်ဗျ။ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်တဲ့လူများအိမ်မှာမိသားစုနဲ့ပတ်သက်တဲ့အခက်အခဲဖြစ်နေပြီးငွေအခက်အခဲဖြစ်တဲ့လူအားလုံးတင်းလာအရှိရကိုလက်လက်ဖိတ်လေးတစ်စုံလောက်တောက်စားမှာဗျာ။အတင်လက်ဖိတ်လေးရဲ့တစ်စုံလောက်တော့အတင်လက်ဖိတ်လေးကကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးလုံးနေတယ်ဗျာ။ကျွန်တော်လိုတဲ့ပတ်သက်လေးကဘယ်လောက်လုံးနေလား။အဲ့ဒီခွန်းလန်းนี่ပေါ်မှဖြစ်မှာ။ဒါကြောင့်ကျွန်တော်ပေါ်အောင်လို့ဒီခွန်းလန်းนี่အမြန်ဆုံးပေါ်အောင်ကုညီဆောက်ကြတော်မူပါဆိုတဲ့အကြောင်းတင်းလာအရှိရကိုလက် တပည့်လေးဒုစွန်းလောက်တောက်ပြီးမှစူတောင်းမယ်ဆိုရင်တော့ဒီတပတ်တွင်းမှာကောမတ်တီမှာဖြေကြထားတဲ့အတိုင်းပဲခင်ဗျာစူတောင်းပြီးတဲ့အချိန်ရစပြီးနှစ်လောက်တွင်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာနောက်အကျွေးပေးရန်ရန်ဆရာသူမြတ်ဒီကိုအကျွေးတွေပေးထားတဲ့အဲ့ဒီအကျွေးတွေလိုချင်တဲ့သူမြတ်ဒီကပတ်သက်နေကြီးကြတဲ့ပြန်မစားနိုင်မှုငွေကြီးနဲ့ပတ်သက်တဲ့ပေးရန်ရန်ဆရာရှိတဲ့သူများနွားနို့လေးဗျာနွားနို့လေး နွားနိုလေးတစ်ဖက်ကိုဖြောင်းစနေတော့နောက်တော်နောက်လဲဇုံလေးနဲ့တစ်စုံလောက်တောက်ပြီးမှဆူတော့အတင်းနွားနိုလေးရဲ့ကျွန်တော်သူများကိုပတ်သက်နေကြည့်ထားတာဘလောက်ပြအဲ့ပစံလေးကျွန်တော်ပြန်လို့ခြင်းနဲ့အတင်းနွားနိုလေးကကျွန်တော်လူချင်းတဲ့ပစံလေးတွေအများဆုံးပြန်ရအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တော်နောက်လဲနွားနိုလေးတစ်စုံလောက်တောက်ပြီးမှဆူတော့ဒါသူများကိုပေးစရာကြီးရင်လဲအတင်းနွားနိုလေးရဲ့ကျွန်တော်သူများကိုအကျွေးလေးပေးစရာကြီးတယ်ပေးရမယ်အကျွေးကဘလောက်အဲ့ပစံလေးတွေနဲ့ပတ်သက်တဲ့ကိစ္စအချင်းပြေးခြင်းနဲ့ ဒါကြောင့်အသိနွားနှုတ်လေးကကျွန်တော်ပြရမယ့်ပစံလေးတွေအများဆုံးဆင်ပြေအောင်ကုညီဆောင်ကြောက်တော်မူပါဆိုတဲ့အကြောင်းနော်အကြာဘောစနေတော့နောက်တောင်တော့လဲနွားနှုတ်လေးတစ်စုံလောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပေးเสียရရှိတဲ့ကိစ္စများရက်เสียရရှိတဲ့ငွေကြေးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရဗျာအကြောင်းတစ်ခုနဲ့ပတ်သက်လဲလက်ထက်မှာပတ်သက်နေပြက်ပြက်နေတဲ့ပုံကူများလက်ထက်မှာဒီချိန်မှာကျွန်တော်တို့3လပိုင်း18နှစ်အတွင်းကတော့ငွေမှာပြတ်တက်ပြီးတော့3လပိုင်း18ရဲ့ကျော်ရင်တော့ ငွေကြီးနဲ့ပတ်သက်တဲ့ကံကောင်းမှုများအများဆုံးဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒီလိုငွေကြက်တဲ့ကာလတွေမှာလက်ထက်မှာငွေမပြအောင်အိမ်မှာထမင်းကြက်တဲ့စံစံသီးလေး၃သီးကိုအဲ့ plastic တွေကလေးနဲ့ထည့်ပြီးတော့မိမိရဲ့ကင်နဲ့ပတ်စံအိတ်ထဲမှာထည့်ထားယောက်ျားလေးဆိုလည်းအိတ်ကတ်ထဲထည့်ထားပတ်စံအိတ်ရှိရင်ပတ်စံအမျိုးသမီးဆိုတော့ပတ်စံအိတ်ထဲထည့်ထားခြင်းပဲအဲ့ပတ်စံအိတ်ထဲမှာငွေမပြဖဲနဲ့အမျိုးသားတွေအိတ်ကတ်ထဲထည့်ထားရင်အိတ်ကတ်ထဲမှာပတ်စံမပြဖဲနဲ့ ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းမှုဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရစေဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ပြတ်တောက်ပြတ်တောက်ဖြစ်နေတဲ့လူများကာလကွာငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲရှိနေကြတဲ့ကာလဖြစ်တဲ့အတွက်နော်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲတွေကမပြတ်အောင်အဲ့ဒါစံသီးလေး၃တီကိုမိမိတို့ကင်ကြောတဲ့ပတ်စံအိတ်ကမိမိတို့ထည့်လို့ရတဲ့နေရာတနေရာမှာစံသီးလေး၃တီလိုပလတ်စတစ်ကလေးနဲ့ထည့်ပြီးစောင့်ခြင်းဖြင့်တင်းတို့မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအမြဲတမ်း အသင်ပြပြဆက်လက်ပြီးတော့ဝင်ရောက်နေမှာဖြစ်ပါတယ်ဗျာ။နော်ကျမကြီးကိစ္စနဲ့ပတ်သက်တဲ့ကိစ္စမှာဒီအချိန်မှာအာမအက်စီဒင့်ဖြစ်တတ်တယ်။အခွေးတွေတိုက်မိလို့အာလားဟိုကိုဟောပေါ့ခိုက်မိတတ်တယ်။အငွေကြေးတဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်မပြေတတ်ဘူး။အယိုးကြိုက်တဲ့ယောဂအကျိုးတော်မဟုတ်ဘူးအယိုးတွေကြိုက်တာချောင်းဆိုးတယ်။အဲ့ဒါမျိုးကိစ္စတွေနဲ့ပတ်သက်တဲ့ဖြစ်တတ်ပါတယ်ဗျာ။နော်အာလားခန္ဓာကိုယ်မှာအပူနဲ့ပတ်သက်တဲ့အဖုအချိတ်ကင်းစားလို့ပြောတာအမှန်တော့ကင်းစားမဟုတ်ဘူးအပူနာတွေဖြစ်တာပါဗျာ။ အဲ့ဒါမျိုးဖြစ်တဲ့ယောဂဝိဒနာရှင်နေရာတော့တောင်ရက်ကိုလှည့်ရေလေးတောက်အောင်ပြီးမှသူတော်အတင်းရေလေးရဲ့အာကျွန်တော်ရေကိုတောက်တာမဟုတ်ယောဂကိုပြောင်းခင်းစေတဲ့စေးပေါင်းဓာတ်ပေါင်းနဲ့ကိုတောက်တာပါအာကျွန်တော်တို့စေးပေါင်းဓာတ်ပေါင်းကိုဒီရေလေးကိုရေအနည်းနဲ့မဟုတ်ဘူးနဲ့စေးပေါင်းဓာတ်ပေါင်းတောက်တဲ့အချိန်အစပြီးကျမတို့မှာကျွန်တော်တို့မှာဖြစ်ပေါ်တဲ့ယောဂဝိဒနာများအမြန်ဆုံးကင်းစင်ပပျောက်ပြီးတက်တာပျောက်ကင်းအောင်ကုညီဆောင်တော်တော်မူပါဆိုတဲ့အကြောင်းတောင်ရက်ကိုလှည့်ရေလေးတောက်ပြီးမှသူတော်မူခြင်းအပြင်တင်းတို့မှာပိတ်ဆိုတဲ့ယောဂဝိဒနာများ အမြန်ဆုံးကင်းစင်ပပျောက်သွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီကြားအတွင်းမှာမေးမြန်းဆုံးထားတဲ့ကောမတ်နဲ့ပတ်သက်တဲ့ကိစ္စမှာနောက်တစ်ပတ်မှာလည်းမေးပါကျွန်တော်တို့အရင်တစ်ပတ်ကတော့ကောမတ်နဲ့နေပတ်သက်တဲ့အဖြေချားမှုအားနေခဲ့ပါတယ်ဘာလို့ဆိုကျွန်တော်တို့လည်းဒီချိန်မှာအပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစိုးရနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ်ပေါက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်အစရာလောက်ရခဲ့တဲ့ခါမှာကျွန်တော်တို့ထုတ်လွန်တဲ့ကိစ္စရာကြီးရပ်တန်နေတာဖြစ်ပါတယ်ဒီတစ်ပတ်အတွင်းမှာတော့ပုံမပြတ်ဆက်လက်ပြီးတော့ကျွန်တော်ထုတ်လွန်သွားမှာဖြစ်ပါအကြောင်း လေးလေးစားစားနဲ့တရင်ကောင်းများပါလိုက်ပါရဲ့ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ